ငယ်ရေးသမားမဟုတ်သူများအတွက်အာနာဆိုင်ရအလွယ်ဖက်စာဤစာအုပ်ကိုတဘိုးတန်စာစင်ကထုတ်ဝေထားတာဖြစ်ပြီးဆရာဆန်းစာဆောင်တွေကရေးသားပြီးဆရာမပြိုကတိဖြတ်ပေးထားတာပဲဖြစ်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း73ပါတီဘန်နာရေးပါတီရန်ပုံငွေများကိုဘယ်နေရာကရကြတယ်လဲ ပါတီယံပုံငွေအတွက်ရင်းမြစ်ကိုနှမျိုးအကျန်းခွဲနိုင်တယ်။ပုတ်ကလေးကရင်းမြစ်တွေဥပမာပါတီဝင်ကြီးလွတ်တော်ကိုယ်စားလှယ်များမှထဲ့ဝင်ငွေပြည်သူများမှလှူငွေပါတီပိုင်ဆိုင်မှုများမှရရှိငွေစာအုပ်အင်ဂျီစသည်တို့ရောင်းချမှုမှရရှိငွေနဲ့နိုင်ငံတော်မှရတဲ့အရင်းမြစ်ဥပမာအခွန်လျှော့ပေးတာတချို့နိုင်ငံတွေမှာဆိုရင်ပါတီရေးစီကိုနိုင်ငံတော်ကရမုံငွေချိုးချပေးတာလည်းရှိပါတယ်ဒီလိုအချက်အလက်တွေပဲဖြစ်ပါတယ် ပါတီရဲ့ဗန္ဒာရေးစီမံခန့်ခွဲမှုမှာအရေးကြီးတာကဝင်လင်းမြင်သာမှုပဲဖြစ်တယ်။ပက်ဆန်ကိုဘာတွေအတွက် သုံးနေဘယ်လောက်သုံးနေဆိုတာကိုတရားဝင်ချပြတင်တယ်။အထူးသဖြင့်လူထုစီကငွေကို သုံးပြီဆိုတာနဲ့ဝင်လင်းဖို့လိုပါတယ်။ပါတီဝင်တွေစီကထက်ဝင်ငွေတွေဟာသက်ဆိုင်ရာပါတီရဲ့ရေးကြီးတဲ့ဝင်ငွေလမ်းကြောင်းဖြစ်ရှုမြင်တတ်ကြတယ်။ဒါကပါတီရဲ့ငွေတစ်ခုတည်းမဟုတ်ဘူး။ လူတို့ရဲ့ထောက်ခံမှုကိုပါပြသရာရောက်တာကြောင့်ဖြစ်တယ်။နိုင်ငံတော်စီကလက်ခံရရှိတဲ့စနစ်တွေရှိခဲ့ရင်ဗတ်လိုက်မှုမရှိရင်နဲ့တူညီစွာအခွင့်အရေးရဖို့လိုတယ်။ဒီမှာတွေးစရာနှစ်ခုရှိတယ်။တေချာတာကလူတို့စီကဗန်နာဝေကိုသုံးမိခဲ့ဆိုရင်ဒီဟာကတခုတည်းသောဝင်ငွေလမ်းမဖြစ်ဖို့လိုတယ်။ရမုံဝင်ရှာရာဟာပါတီရဲ့အရေးကြီးတဲ့လုပ်ငန်းလည်းဖြစ်တယ်။ဒီပြိုင်ထဲမှာငွေကြီးကနေနိုင်ငံကြီးပေါ်တက်ရောက်တာမျိုးဖြစ်တာလည်းမသိမ့်ဘူး။ က်ဆက်တဲ့စဉ်းစားရမယ့်အကြောင်းအရာကနိုင်ငံတွေက ပါတီအတွက်ပတ်စံပေးတာကောင်းသလားဘာတွေအကောင်းအဆိုးရှိမလဲပါတီဟာဖိနေခံလူတို့ကိုကိုစားပြုရင်အရေးမြစ်တွေလက်လက်မှတ်မိတဲ့လူတို့ကိုကိုစားပြုနေရင်ဒီမိုကရေစီမှာပါဝင်ဖို့ခက်ပါလိမ့်မယ်တနည်းပြောရရင်အီလစ်သထွေးတွေပါဝင်တဲ့ပါတီတွေကိုကျော်လွန်ပြီးသတင်းဖြန့်ဝေဖို့ခက်ပါတယ်အရေးမြစ်တွေမျှဝေတဲ့အခါသူတို့အတွက်ပါဝင်ဖို့အသက်ရှူချောင်စီတယ်နောက်ပြီး ပြည်သူ့ဘဏ္ဍာငွေသုံးရတဲ့အတွက်ပွင့်လင်းမြင်သာဖို့လိုတယ်။အကျိုးစီးပွားနဲ့ပါတီကိုချင်းကပ်လာသူတွေအပေါ်ခရိုနီနီစီကိုမှီခိုရတာကိုရှော့ချလို့ရလာတယ်။တပြိုင်တည်းမှာအားနည်းချက်တွေကတော့ပြည်သူ့ဘဏ္ဍာစီကဖက်ပေးရတာဖြစ်တယ်။မလိုဘဲသုံးတာအလေအလွင့်ဖြစ်တာတလွဲသုံးတာဖြစ်နိုင်တယ်။တတိပုဂ္ဂလထဲ့ဝင်သူတွေအင်္ဂါတို့နဲ့ဆိုင်ရဲဆိုတဲ့စိတ်လျော့ပါသွားတာဖြစ်နိုင်တယ်။တကယ်ပြည့်မြတ်တတ်တာဘဏ္ဍာငွေမျှဝေဖို့ဘလို့ချက်လက်တွေရှိရမလဲဆိုတာမှလည်း အပြည့်မတူတာတွေရှိနိုင်တယ်။ဘယ်နာငွေဘလောက်ပေးတဲ့နဲ့ဘယ်ပါတီတွေကို ပေးတဲ့နဲ့ဘယ်လောက်ငွေပမာဏပေးရမယ်။ကိုလက်တန်တာပေးတာနဲ့ခွဲခြားဆက်ဆံတာကိုဘယ်လိုရှောင်ရမယ်။စတာတွေမှာ အမြင်ကွဲပြားတာရှိပါလိမ့်မယ်။မဲဆန္ဒရှင်များနဲ့လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ခံရတဲ့သူတွေနဲ့လူထုကြားဆက်ဆံရေးဆက်သွယ်ရေးဟာဒီမိုကရေစီကြတဲ့အုပ်ချုပ်ရေးအတွက်အခြေခံအုတ်မြစ်ပဲ။နိုင်ငံရေးလုပ်ငန်းစဉ်မှာတာဝန်ခံတာတာဝန်ယူတာပွင့်လင်းမြင်တာ အရေးတူတုံ့ပြန်တာတွေကို မြင့်တင်ပေးဖို့ဆိုရင်ဒါရီဟာလို့ကိုလိုပါတယ်။ဆုံးဖြတ်ချက်ချတဲ့နေရာမှာလွတ်တော်ကိုယ်စားလှယ်ဟာပြည်သူတွေရဲ့အမြင်ကိုနားလည်ပြီးကိုစားပြုတည်ဆောင်ပေးသူလားကို့ဘာသာပညာရှိရာထူးခံပြီးသူ့အမြင်ကိုပဲအခြေခံလို့လွတ်တော်မှာဆွေးနွေးနေသလားပါတီရဲ့ပွဲစားပဲလုပ်နေတာလားစသဖြင့်လူထုကသိရဖို့လိုပါတယ်။တမန်အားဖြင့် ပါတီစနစ်တွေမှာပါတီဝင်ကိုယ်စားလှယ်တွေကပါတီရဲ့အာဂျင်ဒါကိုလိုက်နာရတာရှိတယ်လို့ပဲအတိုင်းအတာတစ်ခုအထိ ို့ဖာသာလွတ်လပ်ခွင့်လည်းရှိကြပါတယ်လူလူတွေ့ဆုံမှုလူလူကြားဆွေးနွေးမှုမဲဆန္ဒနယ်ရဲ့အရေးအရာတွေမှာတက်ကြွစွာ ပါဝင်မှုဖုံးခေါ်ဆိုတာတွေကိုလက်ခံမှုမိကွန်းတွေလက်ခံမှုမီဒီယာနဲ့ထိတွေ့မှုစသဖြင့်ပုံစံစုံသုံးပြီးတော့လူထုနဲ့ဆက်သွယ်နိုင်တယ်။အရေးကြီးတာကအပြန်အလှန်စကားပြောနိုင်မှုဖြစ်တယ်။နိုင်ငံရေးစိတ်ဆန္ဒတရားမျှတမှုကိုလိုချင်တဲ့ဆန္ဒလူထုရေးရာကိုတကယ်နားလည်လိုတဲ့ဆန္ဒတွေဟာအရေးကြီးပါတယ်။ ပြည်သူဟာသုံးချကံမဟုတ်ပါဘူး။ digital နည်းပညာတွေဟာလူမှုနဲ့ထိတွေ့ဖို့ကိုကူညီတာပေမဲ့ဒါတမျိုးတည်းကိုသုံးဆွဲလို့မဖြစ်ပါဘူး။အရေးကြီးတဲ့ချက်ကနိုင်ငံသားတွေဟာသူတို့ရဲ့လိုအပ်ချက်လိုလားမှုစိုးရင်မှုနဲ့မချေနပ်တာတွေကိုကိုယ်စလဲရီတိအောင်ပြောနိုင်ဖို့လိုပါတယ်။အမတ်တွေရဲ့မူဝါဒတွေ၊ရည်တည်ချက်တွေကိုပြောဆိုမှတ်ချက်ပေးလို့ရဖို့လိုပါတယ်။ရွေးကောက်ခံကိုယ်စလဲရီဟာလမ်းဖောက်တရားဆောက်ကိုသွားကြည့်တာကောင်းမယ်မဲ့ကြီးကျက်စရာမလိုပါဘူး။ အတိုက်အမြုံရဲ့ပုံကောင်းကျိုးနဲ့နိုင်ငံရဲ့ပုံကောင်းကျိုးမျှတစေဖို့လဲတာဝန်ရှိပါတယ်။ဒီနေရာမှာနည်းနည်းထောက်ပြစီပြည်သူလွတ်တော်ဟာမြို့နယ်တွေကိုကိုစားပြုတဲ့နေရာမှုအမတ်တွေဟာမြို့နယ်ရဲ့ပုံကောင်းကျိုးနဲ့နိုင်ငံရဲ့ပုံကောင်းကျိုးကိုချိန်ညှိဖို့လိုတယ်။မြို့သားလွတ်တော်မှာတက်ဆိုင်ရာမြို့သားလူထုတွေရဲ့ပုံကောင်းကျိုးနဲ့နိုင်ငံတစ်ခုလုံးရဲ့ပုံကောင်းကျိုးကိုမျှတအောင်ညှိဖို့လိုပါတယ်။ကိုအာဂျန်နာပဲကိုတင်းနေအမတ်မဖြစ်တင်ပါဘူး။တခြားဂျိုးစီးပွားတွေရှုပ်ထွေးနေရင်ပြန်ခေါ် ဖြုတ်ချဖို့လိုပါတယ်။နိုင်ငံသားတွေဟာရွေးကောက်ခံအမှတ်တွေကိုစောင့်ကြည့်ပြီးအမြဲတမ်းသုံးသပ်နေဖို့လိုပါတယ်။အမှတ်နေရာဟာဖိအားများတဲ့သဘာဝရှိတယ်လို့နားလည်ဖို့လိုတယ်။ကိုချင်းသီလမဖြူရင်အာဂရီဖြစ်ဖို့အပျော်ပါနဲ့ဖြေလျှော့တဲ့လမ်းကိုလိုက်သွားဖို့အလွန်လွယ်ကူတယ်။လူထုကအမှတ်ကိုမဲပေးပြီးလင်းနေကနေတီးခံရမယ်ဆိုတာလည်းတကယ်တော့လက်ခံရခက်တယ်။ရွေးကောက်ပွဲကလေးကိုတကယ်လို့သလားကြည့်ဖို့လိုတယ်။လူများ ရဲ့အကြိုက်ကိုလိုက်တဲ့နိုင်ငံရေးသမားတွေအပြောနဲ့အလုပ်မကြီးတဲ့နိုင်ငံရေးသမားတွေပြားလာတဲ့အခါမှာဖြုတ်နိုင်ဖို့ကပိုတောင်းလိုလာတယ်။အလင်ခံရတာတည်တည်နဲ့ဆက်ပြီးငိမ့်နေဖို့မလိုသလိုဒီနေ့ယူကြောင်ကြောင်မဲပေးမိတာအတွက်ငားနဲ့တာခံရမယ်ဆိုတာလည်းမဟုတ်သေးဘူး။ထိန်းချောင်းလို့ရရင်ထိန်းချောင်းဖို့လုပ်ရမယ်။စိုးလာရင်ပြန်ဖြုတ်ချလို့ရဖို့လမ်းကြောင်းလိုတယ်။ကိုစလဲကိုပြန်ခေါ်ပိုင်ခွင့် right to call record ဟာကိုစလဲကိုအယုံကြည်မရှိကြောင်းအဆိုတင်တာဖြုတ်ချဖို့ လက်မှတ်တွေကောက်ခံတာဖြုတ်ချရင်မဲပေးဖို့စီစဉ်တာစတဲ့ပုံစံနေနဲ့တက်တန်းမကုန်သေးတဲ့ကိုယ်စားလှယ်ကိုယာတုရုပ်သိမ်းဖို့လုပ်တာပါပဲဒါကအများအားဖြင့်တိုင်းရိုက်ဒီမိုကရေစီနဲ့ပိုဆက်ဆက်ပါတယ်နိုင်ငံတချို့မှာဒီလိုပြန်ခေါ်ခွင့်ကိုဘယ်လိုလုပ်ပေးရမလဲဆိုတာကိုဖွဲ့စည်းပုံတွေဒရန်မှာထည့်သွင်းပြီးရေးဆွဲထားပါတယ်ဥမာဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လက်မှတ်တွေစုပြီးအရေးတွဲတစ်ခုပြည့်ရင်ဖြုတ်ချဖို့မဲပေးပွဲလုပ်နိုင်တယ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဖွဲ့စည်းပုံမှာ recall election လုပ်ခြင်းနဲ့ပတ်သက်ပြီး ထက်သွင်းရေးဆွဲထားပါတယ်။ဥရေပြူသူတွေအုတ်ချုံရေးမှုနဲ့ဒေတာအရာရှိတွေပါဝင်ယာရုကနေဖယ်ရှားခံရနိုင်ပါတယ်။2003ခုနှစ်မှာပြည်နယ်အုတ်ချုံရေးမှု Gary Davis ကပြည်နယ်သမိုင်းမှာပထမဆုံးပြန်ခေါ်ခံရတဲ့အုတ်ချုံရေးမှုဖြစ်လာတယ်။သူနေရာမှာမင်းသားကြီးအာနိုကယာတူးရွေးကောက်ခံခဲ့ရတယ်။ဗင်နီဇွဲလာမှာ2004ခုနှစ်ကတမရာဟူကို Chavez ကိုလူတူးကယာတူးကနေပြန်ခေါ်ဖို့ကြိုးစားခဲ့တယ်။ ဖယ်ရှားမခံရပေမဲ့ဒီစနစ်ကိုကျင့်သုံးဖို့အလားအလာရှိတာကိုပြသခဲ့တယ်။ American သမ္မတချုပ်ကိုလည်းတိုက်ခံပါတီကနေပြန်ဖြုတ်ချဖို့ကြိုးစားတာတွေတွေ့ရနိုင်တယ်။ဒါတွေကရွေးကောက်ခံတွေကိုတာဝန်ခံခိုင်းဖို့ဟာအရေးကြီးတဲ့ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်းသိသာစေတာပါပဲ။အခန်း30အတိုက်အမြုံနဲ့ပုံကောင်းချူအတိုက်မြုံကိုအတိတ်ပဲဖွင့်ဆိုခြင်းအတိုက်မြုံဝါဒမှာတော့လူတို့ရဲ့လူမှုပတ်ဝန်းကျင်ဟာ နိုင်ငံရေးစုဖွဲ့မှုရဲ့ဗဟိုမှာရှိတယ်လို့လက်ခံပါတယ်။လူတို့ကိုလူမှုအစေးကပ်စေဖို့ရေးတာဝန်များမျှဝေရင်းနဲ့စူပောင်းတရုတ်တင်ညာတိဆောက်နားလည်ရေးဟာလူသားတို့ရဲ့ဖြစ်တည်မှုကနေခွာထုတ်လို့မရဘူးလို့ရှုမြင်တယ်။တအူးပုဂ္ဂလဝါဒတွေမှာလူတအူးရဲ့ပြဋ္ဌာန်းခွင့်တအူးချင်းစီကြိုးစီပါစတာတွေကိုအာယုံထားပေမဲ့အတိုင်းမြဝါဒမှာတော့ဧည့်သည်လူတအူးချင်းစီရဲ့ချိတ်ဆက်ပြီးအပြန်အလှန်မှီခုံမှုကိုအလေးထားစဉ်းစားရမယ်လို့နားလည်ကြပါတယ်။ လူဘဝမှာလူတွေကြားတဲ့နေရမယ်ဆိုရင်တော့ဒါဝင်နေဝိတရားတွေခြေဝိတွေနဲ့ကင်းနေလို့ရမဖြစ်နိုင်ပါဘူးလူတွေရဲ့ကြားမှာနေရင်စီလုံးချင်းနဲ့နားလည်တည်ခံခြင်းဟာလူဘဝကောင်းမွန်စွာဖွံ့ဖြိုးရေးအတွက်အလွန်အရေးကြီးကြောင်းနားလည်ကြရမှာဖြစ်တယ်လေထဲမှာလွင့်နေတဲ့ဖုံဖုံကလေးတွေလိုဘယ်မှမကန့်ညိမနေသေးတဲ့လူသားတွေရဲ့သဘောမျိုး liberal ဝါဒကစဉ်းစားတတ်တော်လည်းပဲအတိုင်းမြုံဝါဒကတော့လူဟာအတိုင်းမြုံတွေမှာကန့်ညိပြီးကောင်းမွန်တဲ့ဘဝကိုဖျက်ဆီးလိုတဲ့သူတွေဖြစ်နေစဉ်းစားပါရတယ် အပိုင်မြုံဝါရဟာအထွေမြေပြင်လောက်နဲ့ကန့်သက်ထားတဲ့လူတွေဖန်တီးထားတဲ့တကယ်မရှိတဲ့ဘောင်တွေကိုကြော်ပြီးစဉ်းစားပါတယ်။ကိုနဲ့နှီးတဲ့သူတွေကိုပဲငါလူလို့စဉ်းစားတာမဟုတ်ဘဲနဲ့ကိုနဲ့မျှဝေထားတဲ့အတွေ့အကြုံကောင်းကျိုးဆိုးဖြစ်တို့နေရာဆိုတဲ့နှလုံးသွင်းစိတ်အပြန်အလှန်မိခုံမှုစဉ်သက်လာရဇက်အိမ်အပြန်အလှန်ဝတ္တရားတွေကို နားလည်မှုစတာတွေကိုအခြေခံပြီးလောကကို ရှုမြင်ပါတယ်။လူဆိုတာ ဘောင်တစ်ခုကိုဖန်တီးပြီးကန့်ထားတဲ့နေရာတစ်ခုတည်းကပောက်ကလေးကတတ္တဝါတွေစုပုံနေတယ်ဆိုတာမျိုးရှုမြင်မှုကိုလက်မခံပါဘူး။ဖိတ်ကူအိမ်များတိဆောက်ကြတဲ့အခါမှာစုဆောင်ခံမြဲအောင်ရက်လုပ်ထားတဲ့ကျိုးအိမ်ကွန်ရက်လိုပဲလူတွေဟာတူးနဲ့တူးချိတ်ဆက်ပြီးအသက်ရှင်ကြတယ်လို့နားလည်ပါတယ်။ဒီကွန်ရက်တွေထဲချီနှောင်ထားတဲ့ကျိုးတွေအပြန်အလှန်နားလည်ကူညီတာတွေစံနှုန်းမျှဝေတာတွေရှိတယ်လို့ခံယူကြတာဖြစ်ပါတယ်။အမီတိုင်းအက်ဆီယိုနီကတော့ လူမှုအတိုင်းမျိုးဆိုတာကျင့်ဝတ်တွေဖော်ဆောင်တဲ့နေရာလို့ပါတာပြန်ပါတယ်။တကယ်အတိတ်ပဲရှိတဲ့လူမှုဆက်ဆံရေးများကိုလူထုအတိုင်းမျိုးထဲမှာပြုလုပ်ကြတာဖြစ်ပါတယ်။ဘုံကျိုးစည်းဝါးကိုရှာဖွေတာကလည်းအတိုင်းမျိုးထဲမှာဖြစ်ပါတယ်။ငါ့ဘဝဆိုတာကိုနားလည်ဖို့ဆက်အင်ရှာတာလည်းအတိုင်းမျိုးထဲမှာပဲဖြစ်လာပါတယ်။အတိုင်းမျိုးဝါရကိုလက်ကင်ထားတဲ့လူမှုအတိုင်းဝိုင်းတွေနဲ့တီးတဲ့အပုံလေးတွေလိုပြန့်ကျဲနေတဲ့တတိပုဂ္ဂလအတိုင်းဝိုင်းတွေကမတူညီကြပါဘူး။ အတိုင်မြုံဝါရကို လက်ခံတဲ့သူတွေဟာဘုံချိုးစီပါအများကောင်းချိုးအတိုင်မြုံကောင်းချိုးစတာတွေကိုလက်ခံကြကျင့်သုံးကြပါတယ်။ဘေဟာကပြဿနာရှိပြီးဘာဖြစ်တဲ့လဲဆိုတာကိုနောက်ပြန်ဆွေးနွေးပါမယ်။အခုခေတ်မှာတော့ liberal community social democrat စတဲ့စဉ်စားချက်တွေဟာနိုင်ငံရေးမှာအထင်ကရဖြစ်အတွေ့အရများနေပေမဲ့ခေတ်ဆက်ဆက်လူအတိုင်းဝိုင်းတွေဟာအတိုင်မြုံဆိုတဲ့စဉ်စားချက်ကနေဘဝကိုနေခဲ့ကြပါတယ်။ဒါကြောင့်လဲကမ္ဘာအနှံ့အပြားရင်ကျေးမှုမျိုးမျိုးရှိတယ်လျော့ အတိုင်းမျိုးပေါ်အမြင်နဲ့စဉ်းစားချက်တွေကလည်းပုံစံအမျိုးမျိုးရှိကြပါတယ်ဒီစာမှာတော့အတိုင်းမျိုးရဲ့ကျင့်ဝင်ပိုင်းဆိုင်ရာရှုထောင့်တဲ့လူ့ဘဝပေါ်တရားဖို့ကိုထက်သွင်းဆွေးနွေးပါလဲဖြစ်ပါတယ်အရစ္စတိုတယ်ရဲ့အမြင်မှာလူဟာလူမှုဆက်ဆံရေးတတ္တဝါဖြစ်ပါတယ်လူပီသားဖို့ကောင်းမွန်တဲ့ဘဝကိုနေနိုင်ဖို့သူကနယူတီမွန်အဲသူစိုက်တီလာဘချူးလူကျင့်ဝင်ကိုကျင့်ဖို့လိုတယ်လူချင်းဝိတ်ကိုချင်နိုင်ဖို့လူသားတွေနဲ့အတူတူနေဖို့လိုပါတယ် လူရဲ့သီလဟာစဉ်းစားပြီးအမြဲမပြတ်ဆင်ခြင်နေတဲ့ယုတ်တိတွေထက် အလေးအထကနေလာတယ်လို့မြင်ပါတယ်အလေးထကောင်း have it တွေလူတွေစီမှာဖြစ်တည်ဖို့ရာ နေထိုင်ရာပတ်ဝန်းကျင်ကတိတ်ရေးကြီးတယ်လို့သူကဆိုပါတယ်ဒါ့အပြင်ပြန်လည်ချစ်ကြည်မှုဟာအတိုက်အမြော်ရဲ့ရေးကြီးတဲ့အချက်ဖြစ်ပါတယ်ချစ်ကြည်ရင်းနှီးစိတ်ကသာမတူညီမှုတွေကိုဖယ်ထားပြီးအတူတူတွဲလုံနိုင်တဲ့ယဉ်ကျေးမှု စီလုံးခြင်းနဲ့ရဟိတလုပ်ကိုတကယ်လုံနိုင်စေတာဖြစ်ပါလိမ့်မယ် အပြန်အလှန်မချစ်ခင်ရင်အပြန်အလှန်ကူညီဖို့မလွယ်ပါဘူးနောက်တစ်ချက်က ထုံးစံတွေနဲ့တံမိုးထားမှုတွေဟာကျင့်ဝတ်တွေအတွက်ရေးပါတဲ့အချက်တွေ ဖြစ်တယ်လို့ယူဆကြပါတယ်ဖေဖော်ဝါရီမှာလူတူးချင်းဟာဥတီပောင်းတဲ့ကနေအကာအကွယ်ရပြီဆိုရင်ကြိုက်တဲ့တံမိုးကိုထားလို့ရတယ်လို့ယူဆကြတာရှိပါတယ်အသိုက်မျိုးဝါရအမြင်မှာတော့လူရဲ့ဘဝတိဘယ်ကိုတိဆောက်ရမှာမျှဝေထားတဲ့တံမိုးတွေရေးပါတယ်လို့ယုံကြည်တယ်ဒီဝိယောရီကိုလေ့လာနိုင်တဲ့တရားတစ်ခုကတော့ အတိုင်းမြုံစိရှိတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့နိုင်ငံသားဖြစ်ခွင့်မိခိုးတွေနဲ့လုပ်ငန်းစဉ်ပါပဲဆွစ်ဇာလန်နိုင်ငံဟာတော်ထူးခြားတဲ့နိုင်ငံတစ်ခုပါပဲသူတို့ဟာနိုင်ငံတကာကိစ္စတွေမှာပတ်မလာရည်မှုကိုပဲလက်ကင်ထားပါတယ်အလွန်ချမ်းသာပါတယ်လိုပဲဆုရှင်တွေအများကြီးထွက်ပါတယ်လူသားဖွံ့ဖြိုးမှုမှာကမ္ဘာထိတ်ဆုံးနိုင်ငံ ဖြစ်ပါတယ်သူတို့မှာနိုင်ငံသားမဟုတ်လဲမြို့ရွာစင်မြူနီစပယ်လုပ်ငန်းတွေမှာပါဝင်ပြီးတော့မပေးလို့ရတယ်လို့ခွင့်ပြုသတ်မှတ်ထားတဲ့ကန်တုံပြည်နယ်တွေရှိပါတယ် ဆွစ်ဇာလန်ဟာကမ္ဘာမှာရှက်ရှက်ပါပါကျန်နေသေးတဲ့ဓာတ်ရိုက်ဒီမိုကရေစီပါပဲ။ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီးကန်တုန်ခေါ်ပြည်နယ်တွေမှာလုပ်ပိုင်ခွင့်ကြီးကြီးရှိကြပါတယ်။ကိုယ်နိုင်ငံသားကိစ္စကိုရွေးဖို့ရလဲကန်တုန်ပြည်နယ်တွေမှာအာဏာရှိပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာဥရောပသားမဟုတ်ရင်ဆယ်နှစ်နဲ့အထက်နေပြီးတော့စီပါမစ်ရရှိသူဥရောပသားဆိုရင်ကနှစ်နဲ့အထက်နေပြီးသူဟာနိုင်ငံသားဖြစ်ခွင့်ရှောက်နိုင်တယ်။ဆိုင်ယာဒေတာရဲ့ဘာသာစကားကျွမ်းကျင်မှုဒေတာဗဟု ုတ္တကိုကျွမ်းကျင်လာလည်းမူရာဆွဲမှုကင်းခြင်းစတဲ့အထူးအချက်တွေနဲ့ပြည့်စုံရင်တော့ဥရောပသားမဟုတ်လည်း၅နှစ်နဲ့ရှောင်နိုင်တာရှိပါတယ်။နိုင်ငံသားလျှောက်ထားသူကဘာသာစကားကိုကောင်းကောင်းပြောနိုင်အသင့်အတင့်ရေးနိုင်ရမယ်။ကန်တုံပြည်နယ်ရဲ့စီးပွားရေးစနစ်အတွင်းပါဝင်နေတာဒေသအတိုင်းမြုံမှာမိတ်ဆွေပေါ်တာစတဲ့အချက်တွေနဲ့ဒေသရင်းဘဝမှာပါဝင်တာပြဖို့လိုတယ်။သူတို့နိုင်ငံရဲ့နိုင်ငံသားအင်တာဗျူးတွေမှာဆွစ်ဇာလန်နိုင်ငံရဲ့တောင်တန်းတွေရဲ့အမည်ကိုမေးတာ ဒေသမှာအစားများတဲ့ cheese တွေရဲ့အကြောင်းမေးတာတွေလည်းပါဝင်နေ။ပြီးခဲ့တဲ့နှစ်တချို့မှာဒါကို Labradorie တွေအနေနဲ့မချိနဲ့ကြတာတွေ့ရတယ်။သူတို့အမြင်မှာနိုင်ငံသားဖြစ်ချင်သူတွေကိုနိုင်ငံသားပေးဖြစ်ဖို့ဒီလောက်မခက်သင့်ဘူးလို့ပြောကြတာရှိပါတယ်။ဒါပေမဲ့ Switzerland ရဲ့ပြည်သူအများစုကတော့သူတို့အသိုက်အမြုံတွေရဲ့ဖြစ်တည်မှုသရုပ်သကန်ကို ထိမ့်သိမ်းချစေဖြစ်ပါတယ်။ အာရှနိုင်ငံတွင်ပါဆိုရင်လေဒေတာရဲ့တရုတ်ကိုထိန်းသိမ်းထားလို့ကြတဲ့အတိုင်းမျိုးခြေပြုစိတ်ထားကိုတွေ့ရတတ်ပါတယ်။ဒီမိုကရေစီနီးကြတဲ့အတိုင်းမျိုးဝါဒတွေဟာပြည်သူတွေကိုရက်ရွာလူထုအရေးအယာမှာအမြဲပါဝင်ဆောင်ရွက်ကြဖို့ဥဆောင်နှိုးဆော်ကြပါတယ်။အတိုင်းမျိုးရဲ့အနာဂတ်လာရာကိုပါဝင်ဆုံးဖြတ်ကြဖို့နဲ့လက်တွေ့လှုပ်ဆောင်ကြဖို့တိုက်တွန်းကြတယ်။ထို့ချို့ရင်မှာရက်ရွာလူထုပါဝင်နိုင်ရေးအတွက်ချိတ်ဆက်ဆောင်ရွက်မှုတွေကိုလုပ်ပေးကြပါတယ်။အားလုံးသွားမယ်၊တူတူသွားကြမယ်ဆိုတဲ့စိတ်ထားတွေရှိကြပါတယ်။ ဒါပေမဲ့အတိုင်းမျိုးဝါရဆိုတာစုစည်းမှုပဓာနဝါရ collectivism ပဲမဟုတ်ပါဘူးဆိုလိုတာကလူတူးချင်းရဲ့လွတ်လပ်ခွင့်ကိုပယ်တက်ပြီးအုပ်စုကောင်းကျိုးကိုပဲမျက်နှာမူဖို့လိုတယ်ဆိုတဲ့ဝါရမျိုးမဟုတ်ပါဘူးခေတ်သစ်အတိုင်းမျိုးဝါရတွေဟာအုပ်စုနဲ့လူတူးချင်းရဲ့ကြားမှာရှိနေတဲ့သားစတာဖြစ်မှုကိုရှာဖွေတာဖြစ်ပါတယ်လူတူးချင်းရဲ့ကောင်းကျိုးဟာသူ့ရဲ့နေထိုင်ရာအတိုင်းမျိုးနဲ့ဓာတ်ရိုက်ချိတ်ဆက်တယ်ဆိုတဲ့အမြင်ဖြစ်ပါတယ် ဒီမြန်မာလူဟာတိုက်မြုံကောင်းဖို့လောက်ရန်တာဝန်ရှိတယ်လို့ယူဆသလိုအတိုက်မြုံဟာလည်းလူကိုဖယ်ထုတ်ချန်လက်မထားပဲပါဝင်စေတဲ့ခံစားချက်ငါနေရဆိုတဲ့ခံစားချက်မျိုးပေးဖို့လိုတယ်လို့ကြိုးကြောင်းပြကြမှာပါပဲကိုပါဝင်တယ်လို့ခံစားရတယ်ကိုရဲ့အတိုက်မြုံကိုစင့်မြစ်ကိုကောက်အောင်လုပ်ဖို့ကို့မှာတာဝန်ရှိတယ်လို့ဟောပြောကြမှာပါအတိုင်မြုံဝါရရဲ့မျက်နှာမူရကတော့ခိုင်ပါပြီးပြိုကျဖို့မလွယ်တဲ့အတိုင်မြုံကိုတိဆောက်လို့ ရရွာလူတို့ရဲ့လူမှုဖူလုံရေးဘဝတာယာရေးကိုဗရာဏဝင်ဆောင်ဖို့ဖြစ်ပါတယ်။ဒီနေရာမှာတယောက်နဲ့တယောက်ကြားဘလို့ဝိတရားတွေရှိကြတယ်လဲဆိုတာဟာစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ကိုနဲ့ကက်လျက်မိသားစုလိုအတိုင်းမျိုးမိတ်ဆွေပေါင်းတင်ရက်ရွာ မြို့နယ်ခရိုင်ပြည်နယ်နိုင်ငံတော်နဲ့ကမ္ဘာအဆင့်အထိအတိုင်းမျိုးတွေဆင်းဆင်းမှာပါဝင်တယ်လို့နားလည်ကြတယ်။မြို့သားလူတို့တွေဘာသာစကားနဲ့ယဉ်ကျေးမှုစတဲ့အတိုင်းမျိုးတွေမှာလည်းပါဝင်ကြတယ်လို့တက်ကတလို့ပညာရေးအတိုင်းမျိုးတွေမှာလည်းပါဝင်ကြပါတယ်။ ဒီနေရာတွေမှာလူချင်းချင်းကရုဏာထားဖို့ကိုချင်းစာဖို့ချစ်ခင်နဲ့စိတ်ကောင်းမွန်တဲ့စိတ်နဲ့နိုင်ငံရေးလှုပ်ရှားဖို့လူသားချင်းသားစာတာဖြစ်ရေးအတိုင်းမျိုးပျံပရာမဖြစ်ရေးအထူးထားကြဖို့ကြံဆောင်ကြပါတယ်လူတူးချင်းက လေတဲလွင့်နေတဲ့ဖုံဖုံလိုတူးချင်းရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တမျိုးကိုပဲအလေးထားမယ်ဆိုရင်လူချင်းချင်းခြားကဝိတ္တရားတွေပြက်ပြားနိုင်တယ်လို့လဲရှုမြင်ကြတာတွေတွေ့ရပါတယ်ရှင်တွဲရင်အညမညာနဲ့သားဟာစာတာက တဦးပုဂ္ဂလဝါဒထက်အရေးကြီးတယ်လို့ယူဆကြတာလည်းတွေ့ရပါတယ်။ American ဥဆောင်တဲ့ liberal နိုင်ငံတွေဟာ globalization ကိုဥဆောင်ပြီးတူးချင်းဝါဒတွေကို ဟောပြောတာစစ်အေးခေတ်ပြီးကတည်းက2014ခုနှစ်လောက်ထိရှိခဲ့ပါတယ်။ဒါပေမဲ့အကျန်းဖက်ဝါဒကောင်းထောင်လာချိန်မှာ globalization အရှိန်နည်းနည်းတန့်သွားပါတယ်။ပိုဆိုတာက covid လို့ကမ္ဘာကပ်ရောဂါကလည်းဖြစ်လာရောနိုင်ငံအားလုံးဟာကိုယ်အတိုင်းမြုံကို ကိုကြည့်ရမယ်ဆိုတော့ အသိုက်အမြဝါဒဘက်ကမူပေါင်းတွေကိုယူကြရပါတယ်တကယ်တော့ကမ္ဘာသပိုင်းမှာစစ်တွေတိုက်ကြတဲ့စစ်ပြင်းတွေနဲ့အမျက်ထုတ်ကြတဲ့အာဏာရှင်တွေဟာပေါ်လိုက်ပြောက်လိုက်ဖြစ်ပေမဲ့လူတူးနဲ့တူချစ်ခင်ပြီးအချင်းချင်းကူညီခဲ့ကြတဲ့အသိုက်အမြဝါဒဟာနောက်ခံပိတ်ကားထဲမှာအမြဲရှိနေခဲ့ပါတယ်အကြက်တဲဖြစ်ရင်အသိုက်အမြဝါဒစီပဲပြင်ရောက်သွားတာပါပဲဒါဟာအသိုက်အမြဝါဒရဲ့ပြန်လည်ကောင်းထောင်နိုင်စွမ်းပြိုကျမလွယ်မှုကိုတွေ့ရတာပါပဲဘူဝါဒရည်ရအဖြစ်ကြည့်ရင် ဒီနေ့အသမြော်ဝါရဟာလူမျိုးရေးခြေခံစာအုပ်တွေမှာရင်းနှီးမြှုပ်နှံဖို့လူထုအားပေးတက်ကြွစေတဲ့လှုပ်ရှားမှု movement တွေကိုလုပ်ဖို့ပြည်သူတွေကိုအသမြော်ရေးရာတွေကိုနားလည်အောင်လုပ်ပေးဖို့လူမျိုးရင်းနှီးနဲ့တဟဆာတာတိုးလာအောင်လုပ်ဖို့ငါဒေတာဆိုတဲ့စိတ်ကလေးတွေပေါ်လာပြီးကိုယ်အသမြော်ကိုချစ်လာဖို့အစီအမံတွေမှာဗန္နာရေးသုံးဆဖို့အားပေးရမှာပါဆိုလိုတာကပညာရေးအတွက်ဦးစားပေးဖို့ဒေတာအခြေပြုအုပ်ချုပ်ရေးဒေတာကိုဖွံ့ဖြိုးစေမယ့်စီးပွားရေးစတာတွေမှာရင်းနှီးမြှုပ်နှံဖို့ ဘယ်ဒေသရောက်ရောက်အမြင့်တွဲနေမဲ့ရည်ကျေးမှုကိုဖွံ့ဖြိုးစေဖို့စတာတွေကိုလှုပ်ဖို့လိုအပ်ပါတယ်။ဘုံကောင်းချိုးကိုဘာကြောင့်စဉ်းစားရသလဲ။နိုင်ငံရေးတဒနာကိုစဉ်းစားတဲ့အခါမှာခြေကံကြတဲ့စီမင်းတွေလူပံကိုဘလို့စီမံမလဲအုပ်ချုပ်ရေးကိုဘလို့လုပ်မလဲအာဏာဆိုတာကဘာတွေလဲဆိုတာကိုပြောကြတယ်။လူတို့ချင်းစီဟာသူ့အတိုင်းဝိုင်းအပေါ်ဘလို့သစ္စာရှိရမလဲ။ဘာတွေလုပ်ပေးရမလဲ။နိုင်ငံသားဖြစ်လို့ဘာတွေရမလဲဆိုတာပြောကြတယ်။ ဒါပေမဲ့ဒါအားလုံးရဲ့ရည်မှန်ချက်ကဘာလဲဆိုတာကို ပြန်တွေးဖို့လိုအပ်တယ်။ဖြစ်နိုင်ခြေတစ်ခုကလူတူးချင်းရဲ့ဖွံ့ဖြိုးမှုဖြစ်တယ်တည်းမြအဖြစ်ဆုံးရောက်သည့်အထိ ဖွံ့ဖြိုးအောင်လုပ်ဖို့ဆိုပြီးတွေးလို့ရတယ်။ဒါပေမဲ့ဒီစဉ်းစားချက်မှာလိုအပ်ချက်ကတိုင်းတာမှုပဲ။လူတူးစီရဲ့ပုဂ္ဂလမြင်ကိုခြေခံရင်တိုင်းတာဖို့ရခက်ခဲသွားလိမ့်မယ်။သွားနေတဲ့လမ်းဟာမန္တလာမှားသလားဘာနဲ့တိုင်းလို့ရမလဲဆိုတာကို ပြန်တွေးကြည့်ရမယ်။အဲ့ဒီအရာဟာအားလုံးနဲ့လည်းဆိုင်ရမယ်။ ြောင်းလဲတိုးတက်မှုတွေလည်းလုပ်လို့ရနိုင်ရမယ်။ခက်မှန်းလို့လည်းမခက်ရဘူး။ဒီအတွက်ဖြစ်တကူကတော့ဘုံကောင်းကျိုးလို့ပြောတတ်တဲ့ခမွန်းကုတ်ပါပဲ။တဟာနိုင်ငံရဲ့တသက်နာမှာအထင်မှားတာအခံရဆုံးအငင်းပွားခံရဆုံးလစ်လျူရှုခံရဆုံးစကားလည်းဖြစ်တယ်။တလွဲသုံးခံရတာလည်းခဏခဏဖြစ်တဲ့ဝေါ်ဟာရပါပဲ။အလွန်ပုဂ္ဂလိကဆန်တဲ့အတိုင်းဝိုင်းတစ်ခုမှာလူတွေဟာသူတို့ရဲ့တူးတဲ့ဘဝရည်ရွယ်ကိုစဉ်းစားကြသလား လူအတိုင်းဝိုင်းတစ်ခုလုံးရေးကိုတိတ်မတွေးပဲလစ်လူရှုထားမိတတ်ကြတယ်။လူတယောက်အတွက်ကတော့ကိုမိဘတာသမီမိတ်ဆွေပေါင်းသင်းတွေဟာကိုနဲ့နီးစပ်ဆုံးအတိုင်းမျိုးလို့ပြောရမှာပါပဲ။ဒီအတွက်ယုတ်တိကြကြကြော်ချပြီးတော့စဉ်းစားတာတွေဖြစ်လာတယ်။ဒါလူတူးအတွက်ပုံမှန်ဖြစ်နေကြဖြစ်စင်ပါပဲ။ပုဂ္ဂလိကဆန်တဲ့အတိုင်းဝိုင်းမှာအကောင်းအဆိုးဘာနဲ့ဆုံးဖြတ်မလဲ။ကိုရဲ့အတ္တနဲ့အရာအလုံးကိုအကောင်းဆုံးနဲ့ဆုံးဖြတ်ကြမလားကိုအတွက်ကောင်းတာဆိုးတာကိုတောင်ဘယ်လိုသိနိုင်မလဲ ူဟာကိုကိစ္စပြီးရင်ကိုတိုင်းဝိုင်းရဲ့ဆက်ဆက်မှုကိုမတွေ့ပဲဝတ္တရားမတွေ့ပဲနေကြဖို့များဖြစ်နိုင်မလားလူလူထဲမှာနေရင်စီးပွားရှာတာဝန်ထမ်းလုပ်တာပညာရေးတင် जा မှုတင်ယူမှုလုပ်တာစတဲ့အလုပ်မျိုးစုံကိုလုပ်နေကြတဲ့အခါလူတွေနဲ့ဆက်ဆံရတာပဲနောက်ဆုံးပတ်စံသုံးနေရင်တောင်းမှ institution ရဆက်ဆံနေတာပဲဒီအချိန်တွေမှာတူးတဲ့ရဲ့ပုံကလေးကကြိုးစီးပွားကို ကြော်လွန်စဉ်းစားရတာတွေရှိလာနိုင်တယ်နောက်တစ်ခုက လူဆိုတာ ုတ်ကလီကကျိုးကိုပဲအမြဲစဉ်းစားနေတယ်ဆိုတာလည်းမဟုတ်ဘူးလက်ပြပုံအနာကြလာတော့ရဲဘော်တွေထိမှဆိုလို့ခုံအုပ်ပြီးကလိုက်တဲ့စစ်သားသားသမီးဘဝရှိရေးအတွက်မနေမနာအလုပ်လုပ်တဲ့မိဘတွေမတရားမှုကိုမကြိုက်လို့ဆောင်ငတ်ခံပြီးဆန္ဒပြရင်ဒေဆုံးသွားတဲ့သူတွေသူတို့ကကိုကျိုးစွန်ပြီးလုပ်တယ်ဆိုတာကိုအတိအမှတ်ပြုဖို့လိုတယ်တခါတလေကျတော့ liberal ဝါဒကလူကိုကိုကျိုးနဲ့အရန်ချိတ်ပြခြင်းဒီလူတွေဟာလဲသူတို့ကျိုးအတွက်သူတို့ခံစားချက်အတွက်သူတို့လုပ်တာပဲလို့ဆိုပြီး ြောတာရှိတတ်တယ်မငင်းလို့ပါဒါမဲ့အတိမတ်ပြုတင်တာကတော့အတိမတ်ပြုရမှာပါ လူတွေကို ပရဟိတပဲလောက်ရမယ်အတဟိတပဲလောက်ရမယ်ဆိုတာမျိုးတတ်ထုချပြီး short တွေး short တွေးတာမျိုးတွေမလုပ်ဖက်နဲ့ဖြစ်စဉ်တိုင်းတည့်တည့်ကြည့်ရင်လူတိုင်းမှာအတဟိတနဲ့ပရဟိတအကန့်ကန်နာတွေနှမျိုးစလုံးရှိတာကိုချန်လှပ်ပြီးပြောလို့မရဘူးအကောင်စိုးကိုချင့်ချင်ရင်ဒီရှုထောင့်နှစ်ခုလုံးပါဝင်အောင်ချင့်ချင်သင့်တယ်လို့လည်းရှုမြင်နိုင်တယ်။ကိုကျိုးတစ်မျိုးပဲကြည့်ပြီး နတေးမာခြင်းနဲ့အစွန်းနဲ့အများလောက်ခိုင်းတဲ့အတိုင်းဘဝကဏ္ဍတွေကိုတည်ရတည်နေပြီးကိုယ့်ဖြစ်တည်မှုကိုကိုညင်းနဲ့အစွန်းနှစ်ခုစလုံးရှောင်တင်တယ်လို့မှတ်တင်ပါတယ်အတ္တဟိတစဉ်းစားချက်ကြောင့်လူမှုဆက်ဆံရေးကိုလောက်ကြတယ်လို့မြင်လာရင်ခြေဝင်မှာချုပ်တက်ပြီးအကောင်းဆုံးခွဲခြားရခက်သားပါလိမ့်မယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့တာပါ